င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်များယုံထိုင်နေစင်ယုံချုပ်ကိုအဓိကလုံခြုံရေးယူထားတဲ့စခခချောင်းမှာခံဆက်ပြင်ပြီးတက်လှန့်ထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်နဲ့ဆရာရှိများယုံဆိုင်ရာစင်ယုံချုပ်ကိုအဓိကလုံခြုံရေးတာဝန်ယူထားတဲ့အမတ်ချောင်းစစ်စင်ရေးကုကဲမှုဌာနချုပ်စခခချောင်းမှာလက်နက်ကြီးများတပ်စင်ကခံဆက်ပြင်ပြီးတက်လှန့်ထားကြောင်းသိရပါတယ် စာခါကချောက်တွင်ဟောင်းဝင်းစာအမြောက်တင်ကတန်ချက်ကရင်များနှင့်တက်လန့်ပြင်ဆင်ထားပြီးပတ်လည်ရှိစိုးမိုးကုံများမှလည်းတက်အသင့်ပြင်စုဖွဲ့ထားကြောင်းဗိုလ်ကြီးစင်ရော်စီမှသိရပါရယ်စာခါကချောက်ဆိုတာနေပြည်တော်အတွက်အသီးသန့်ထားတဲ့တရင်တမလူတော်ပြောလို့ရတယ်သူတို့စာခါစာကကြိုပြီးလောက်တတာရှိရဲ့ပြောလို့မရဘူးဝင်လာခဲ့သည်ရှိတော်ဆိုတဲ့ကြောက်စိတ်ပေါ်တရင်တက်တဲ့ကြားပြီးဆိုတာနဲ့ခန့်စစ်ကိုချက်ချင်းလက်ငင်းပြင်းနေအနီထားပါအခုပြင်းနေရဆိုတော့တကယ်လို့တိုက်ကောင်းတိုက်လာနိုင်တဲ့အနီထားမျိုးကိုသူတို့မျှော်မှန်းထားပုံရတဲ့အနီထားကိုရောက်နေပြီလို့ စီရီယန်စစ်သားပိုကြီးစင်ရောက်ကပြောပါရယ်တမပတ်လင်ရှိဆက်သွေးမြောင်းတွေကိုလည်းမြေတူးဆက်တွေနဲ့အခိုင်အမာခံစစ်ပြင်ဆင်ထားပြီးဘီပတ်လင်မှာရှိရခမာယာ433နဲ့ခမာယာ434ကိုလည်းဆက်သွေးမြောင်းများနဲ့ကိုရက်ဖွဲ့ကတူဖော်ထားကြောင်းသိရပါရယ်တိုက်ပွဲဖြစ်လာပါကတမမှုပြူဟာမှုများ ပုံခုပေါ်အတွက်ကာမာယာ433တွေကုတ်ကဲမှုဘက်ကတိစောက်ပြီးကတင်ရိတ်ခါနဲ့ဆက်သွေးဆက်တီပါအရန်တင်ထိထားကြောင်းသိရပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီးအခုချိန်ထိစကခခ6တွင်နိုင်ငံရေးအကျဉ်းသားတချို့ကိုဖမ်းဆီးတိမ်တိမ်ကစစ်ကြောရေးများလုဆောင်နေကြောင်းတပ်တရင်အရင်မြစ်တွေစီမှာသိရပါတယ်စကခက6မှာ ကျမ်းမာရေဒီယိုလိုင်းနောက်ဆက်စက်ကြီးသုံးလုံးတက်ဆင်ထားပြီးစာကခပဝင်းကျင်ကိုလည်းလက်နက်ကြီးတွေနဲ့၆လံပစ်ခတ်မှုတွေပြုလုပ်လေးရှိကြောင်း၎င်းကဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရှမ်းကုန်းမန္တလေးအမြန်လမ်းပေါ်မှာတော်လိုင်းတက်ဖွဲ့များလုံခြုံရေးယူစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အပြင်ပဲခူးတိုင်းတွင်စီးရီလှုပ်ရှားမှုတွေရှိလာတဲ့အတွက်နေပြည်တော်ကိုစစ်ကောင်စီကခံစစ်အတွက်အထူးပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရပါတယ် ဆလပီစကောင်းဆောင်ကနန်တွင်အဝင်း22လမ်းကိုပိတ်ပြီး19လမ်းကိုသာအသုံးပြုခွင့်ပေးရကြောင်းတင်ဆက်ပြီးပါမယ်။ရတရာကိုရုံကြည်ရစကောင်းဆောင်ကခေဆက်ဆက်အသုံးပြုလာတဲ့မန္တလေးနန်တွင်အဝင်းပေါင်း22လမ်းနဲ့အမင်္ဂလာတရာကိုပိတ်လိုက်ပြီး19လမ်းမင်္ဂလာတရာကနေသာနန်တွင်နဲ့အဝင်းအထွက်လမ်းကိုခွင့်ပြုထားတယ်လို့မြို့ကန်နီစီကတင်ရပါတယ်။မန္တလေးမြို့လမ်း80 19လမ်းကမင်္ဂလာတရာကိုဖေဖော်ဝါရီလ10ရက်နေ့စကောင်းဆောင်ပူဇော်မှုကြီးမြောင်းလိုင်းကဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်ပုံမှန်အသုံးပြုနေကြလမ်း80 2022လမ်းကနေမန္တလေးကျောင်းဝန်းနောက်ဘက်ကအဝင်ပေါက်လမ်းကိုပိတ်လိုက်ပြီး19လမ်းကပဲခွင့်ပြုထားတယ်လို့ဒေသခံတချို့ကပြောပါရတယ်။22လမ်းကဘန်ကာရီနဲ့တပ်အစောင်းနဲ့အသေးပိတ်လိုက်ပါပြီး19လမ်းကနေပဲဝင်ရတော့တယ်။နန်တွင်နဲ့ကကားတွေအကုန်လည်းလမ်းပြောင်းထွက်နေပြီလို့မြို့ကန်တုံကပြောပါရတယ်။အရင်အသုံးပြုခဲ့တဲ့22လမ်းအဝင်ပေါက်ဟာနန်တွင်နဲ့ကိုဝင်ပြီးနန်းဆောင်တွေကိုတွားရောက်လည်ပတ်တဲ့လမ်းကအလဲပိုင်းနဲ့စစ်ဌာနချုပ်လပခတိုင်မွေးရဲ့နေအိမ်နဲ့လည်းနှီးတာမို့လုံခြုံရေးရလည်းဒီလမ်းကိုပိတ်တာဖြစ်နိုင်တယ်လို့စစ်တပ်နဲ့နှိဆက်သူတအုပ်ကပြောပါ ါတယ်။လာပကတိုင်မူရဲ့နေအိမ်ဟာ22လမ်းကနေနန်းတွင်နေကိုဝင်ရင်လမ်းရဲ့ညာဘက်မှာရှိပြီး83လမ်းနဲ့26လမ်းတုံးတောင်ဘက်ထွက်ပေါက်ကအနီးမှာရှိကအဝင်အထွက်ကန့်သက်ထားတဲ့နေရာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အောင်မြေတာဆန်မြို့နယ်လမ်း80 19လမ်းကမင်္ဂလာတရာစီရှိတရာဟာဒုတိယကဘာစစ်မှာမိရှုဖြက်စီခံခဲ့ရပြီးလွန်ခဲ့တဲ့16နှစ်ဝင်ချင်းစေဆိုးရလက်ထက်မှာ22လမ်းအဝင်ပေါက်ကအာမင်္ဂလာနယ်မှာဝင်ပြီးဖြက်စီခံခဲ့ရပါတယ်။အဲ့ဒီတရာရဲ့အိုကျိုးပယ်ရီကိုလည်းအေယာရီမြေအနီးနားမှာမြေမြို့ခိုင် န်းခဲ့ပါတယ်ဒီတံတားကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ကအခါယူပြီးပြန်ဆောက်ခိုင်းတယ်လို့တံတားဖွင့်ပွဲကိုလည်းကိုရိုင်းလာရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီးမွတ်စလင်များနေရပြန်နိုင်ဖို့အတွက်အေအေနဲ့ဆွေးနွေးရလိုအပ်တယ်လို့ကုလတွင်းရင်မှုချုပ်ဂူတာရက်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်များနေရပြန်နိုင်ဖို့အတွက်အာရခတ်တက်တော်အေအေနဲ့တွေ့ဆုံဆွေးနွေးစကားပြောဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းကုလသမဂ္ဂအထူးထွေတွင်းရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်။ကုလအကြီးငယ်အန်တိုနီယိုဂူတာရက်စ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေပြီးမွတ်စလင်ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီးအပြန်မလ15ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။အာရခတ်တက်တော်က တီးခြားဖွဲ့ဖြစ်တာကြောင့်မွတ်စလင်တွေရဲ့နေရပြောင်းရရေးနဲ့အကြက်တဲတွေကိုဖြည့်ရှင်းဖို့ဆိုရင်အေအေနဲ့စကားပြောဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့အန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်မွတ်စလင်တွေရဲ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာရှိတဲ့နေရပြောင်းနိုင်ဖြစ်စေဖို့အတွက်အာရကတက်တော်အေအေအနေနဲ့မဖြစ်မနေထီထွေးဆက်ဆံဖို့အရေးကြီးကြောင်းလဲဆိုပါတယ် အရခတ်တတော်အင်းကဘူဒီရာမောင်တော်ဒေတာအပါဝင်ရခိုင်ပြည်နယ်အတွင်းကမြို့နယ်၁၄ခုကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းမွတ်စလင်များနေရပ်ပြန်နိုင်ရေးလွယ်ကူချောမွေးစေဖို့စစ်ကောင်စီနဲ့အရခတ်တတော်အင်းကိုစီရင်ရမယ်လို့ကုလအကြီးကဲဂူတာရက်စ်ကတိုက်တွန်းထားပါတယ်။တချိန်တည်းမှာပဲမြန်မာနိုင်ငံအတွင်းကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရဖို့အခြေအနေတရားဖန်တီးရမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင်အကူအညီတွေပေးနိုင်မှာလို့ထင်တယ်လို့ပြောပါတယ်။လက်ရှိလိုအပ်နေတဲ့ရခိုင်ပြည်နယ်အတွင်းကလူသားချင်းစာနာ ောက်ထားမှုဆိုင်ရာနဲ့မွတ်စလင်များနေရပြန်နိုင်ခဲ့ပါကလူသားချင်းစာနာထောက်ထားမှုတွေပေးအပ်နိုင်ဖို့ကုလအကြီးအကဲကရှင်းညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။မွတ်စလင်ဒုက္ခသည်တွေကုန်သိက္ခာရှိရှိနေရပြန်နိုင်ဖို့အတွက်လည်းအိန္ဒိယနိုင်ငံများနဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုကူညီပေးကြဖို့ကုလအကြီးအကဲအန်တိုနီယိုဂူတာရက်စ်ကတောင်းဆိုခဲ့ပါတယ်။အရခတ်တတော်အေးဘက်ကမွတ်စလင်တွေပြန်လည်လက်ခံဖို့နဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ဖြေရှင်းချက်တွေကိုထုတ်ပေါ်ထားခြင်းမရှိသေးပါဘူး။ဘင်္ဂလားဒေ့ရှ်အစိုးရကတော့မွတ်စလင်ဒုက္ခသည်တွေလာမယ့်2026အတွင်းမ ိမိနေရဲ့ရခိုင်ပြည်ကိုပြန်နိုင်ဖို့ကြိုးပမ်းသွားမယ်လို့အခုရက်ပိုင်းတွင်ကတိပေးပြောဆိုထားပါတယ်။ဆလဘီကြောက်ဖြူမစစ်ကောင်စီကမိသက်ဝန်ထမ်းတွေကိုလုံခြုံရေးဖြစ်အသုံးပြုနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီမျိုးပေါ်လုံခြုံရေးနဲ့ပတ်သက်ပြီးမိသက်ဝန်ထမ်းများကိုအသုံးပြုနေကြောင်းသတင်းအရင်းမြစ်တွေစီကတင်ရပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်းကစပြီးမိသက်ဝန်ထမ်းတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလုံခြုံရေးတာဝန်ထမ်းဆောင်နေကြရပြီးမြို့အနီးစစ်ဆေးရေးဂိတ်တွေမှာခင်းဆောင်ခြင်းစစ်ဆေးမြင်မြန်ခြင်းတို့ကိုလှုပ်ဆောင်နေရ ရပါတယ်။အခုဆိုရင်ဂိတ်တွေမှာမိသက်ဌာနကလူတွေကိုပါအင်အားဖြည့်ထားတဲ့တခါတလေအရာရှိအစင်ရှိတဲ့မိသက်ဝန်ထမ်းတွေကိုလည်းတွေ့ရတယ်။သူတို့လုံရတဲ့တာဝန်တွေကလူတွေလာရင်မေးလားစစ်လားလုံရတယ်၊ကင်းဆောင်ရတယ်လို့မြေပြင်တည်င်းအရှင်မြေတအုပ်ကပြောပါတယ်။ ကျောင်းပြူမြို့နယ်မှာစစ်ကောင်စီကမြို့ပေါ်နဲ့မြို့အနီးပတ်ဝန်းကျင်ကိုသာထိန်းချုပ်ထားနိုင်ပြီး၎င်းတို့ထိန်းချုပ်ထားဆက်ဖြစ်တဲ့ငလက်ပွေးကျောက်တလုံး၊ကင်မွန်တောင်နဲ့နန်းဖဲတောင်ကြီးရွာရှိစစ်စည်ဂိတ်ဒီမှာမိသက်ဝင်နှန်းတွေကိုနေရာချထားပေးပါတယ်။စစ်ကောင်စီကစီးရီးနဲ့ဆက်ဆက်တဲ့ကိစ္စရပ်တွေမှာမိသက်ဝင်တန်းတွေပါအတုံးပြူလာခြင်းမှာစစ်ကောင်စီနည်းနဲ့လုံခြုံရေးအင်အားလျှော့နေလာခြင်းကြောင့်လို့ပြောဆိုမှုတွေရှိပါတယ်။ကျောင်းပြူတိုက်ပွဲမှာစစ်ကောင်စီကအသေးအကြီးခုခံနေရတဲ့ရဲစခန်းနဲ့စစ်တပ်ရင်းတွေမှာဆိုရင်ဘယ်သူမှမကြံတော့တဲ့အထီးရှိန်းကိုပို့ထားလို့အဲ့ဒီလုံခြုံရေးဂိတ်တွေမှာ မိသက်ကိုအစားထိုးလာတာဖြစ်တဲ့အခုလက်ရှိတော့မိသက်ကလူတွေကိုလက်နက်ပေးတာမျိုးမရှိသေးပေမဲ့သူတို့ကစစ်သားတွေရဲတွေလိုမျိုးအလုံးလုံးနေရတာဖြစ်တယ်လို့မိသက်ဌာနနဲ့နီးစပ်သူတအုပ်ကပြောပါတယ်။ကြာပြူမျိုးနယ်မှာစစ်ကောင်စီရဲ့ခလာရ34ခမာရ942ခမာရ943အမှတ်32ရဲတပ်ရင်ဒညာဝရီရေတပ်ဌာနချုပ်နဲ့တောင်မော်ကြီးရေတပ်ကွဲဌာနတို့ရှိပြီး အဲ့ဒီတရင်ဌာနများမှာတပ်ဖွဲ့ဝင်များကိုရှေ့နှန်းစစ်မျက်နှာကိုအလုံးအရင်ပို့ဆောင်ထားကြောင်းသိရပါတယ်။တညရီရေတပ်ဌာနချုပ်ဤစစ်ကောင်စီနဲ့အရခတ်တပ်တော်ဤတို့တိုက်ပွဲမှာရပ်ပေါင်း20ကျော်ကြာမြင့်လာပြီးတိုက်ပွဲအတွင်းစစ်ကောင်စီကကြီးရီလီ၃ရက်လုံးအုံပြူတိုက်ခိုက်နေပြီးနေစဉ်တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။ဆက်လက်ပြီးအရက်သားတွေကိုအတင်းခေါ်ပြီးရည်ကြီးအမြောက်တပ်ကိုစစ်ကောင်စီခန့်စစ်ပြင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရာရီတိုင်းရည်ကြီးမြို့နယ်ရှိအမှတ်344အမြောက်တိုင်ရဲမှအနီးနားကျွာမှဒေသခံတွေကိုစစ်ကောင် ောင်စီက PRB အတင်းခေါ်ယူပြီး AA ထိုးစစ်ကိုကုကံပိုတက်တွင်ဆက်သွယ်ရေးများဘန်ကာနှင့်ချက်စီယိုများစောင်းလုံးနေကြောင်းသိရပါတယ်တန်နီရှိကျေးရွာတွေဖြစ်တဲ့မိတ်တလင်းခရဲကုန်းစင်တီရှိတို့တီရာကုန်းစားလေကျေးရွာတွေကအမျိုးသားတွေကို PRB ခေါ်ယူလုပ်ခိုင်းနေခြင်းဖြစ်ကြောင်းငတိုင်းကြောင်းမြို့ကံမြို့သားတောင်းကပြောပါတယ်344မှာခံစစ်ပြင်ဖို့တန်နီကအမျိုးသားတွေလှုပ်အားပေးသွားနေကြတာအဓိကတော့ပေါ်တာဆွဲတယ်လို့မျိုးပေါ်သူတို့စီမှာငွေကြီးမရပဲလှုပ်အားပေးခေါ်တာမလိုက်လို့မရဘူးလို့သိရတယ်လူပီးရတာက တော့တရွာနဲ့တရွာမတူဘူးတရွာကတနေ့ကို9ရက်ကနေ10ရက်ထိသွားကြရတယ်အဓိကတော့ဘန်ကာရီကရုတ်ချင်းတွေနဲ့ခြံစည်းတွေလုံနေကြတာလို့၎င်းကပြောပါတယ် အာရခတက်တော်နယ်ပူပေါင်းတပ်တွေကဖေဖော်ဝါရီလလယ်ပိုင်းကအမှတ်344အမြောက်တပ်ရင်းကိုတိုက်ခိုက်မှုတချို့ပြုလုပ်ခဲ့ပြီးလက်ရှိမှာလည်းအမြောက်တပ်နဲ့အနီးတစ်ဝိုက်မှာနှစ်ဖက်တိုက်ပွဲများရှိနေစေလို့သိရပါတယ်။လက်ရှိခံစစ်ပြင်နေတဲ့အမြောက်တပ်ရင်းမှာအတိုင်းချောင်းမျိုးနဲ့စစ်တမိုင်ဝင်းကျင်ကန်သာကွာဝေးတော့ကြောင်းသိရပါတယ်။လက်ရှိခံစစ်ခိုင်မှာပြင်ဆင်နေတဲ့အာမတ344ကပသိမ်မုံရွာကားလန်းနီးမှာတည်ရှိပြီးပဲခူတိုင်းစစ်မျက်နှာနဲ့တဆက်တည်းဖြစ်နိုင်တဲ့အခြေအနေမှာရှိတဲ့အတွက်စစ်ကောင်စီအတွက်အရှိပါတဲ့တိုင်ရင်တစ်ခုဖြစ်တယ်လို့စီဒီအမ်ဘူကြီးစင်ယောက ကပြောပါရယ်လက်ရှိခန်းစစ်ပြင်းနေတဲ့အာမတာ340လင်းတရင်ဆိုတာကပသိမ်မုံရွာကားလန်းနီးမှတရှိနေတာကြောင့်ဒီတရင်ကိုသာတင်ပိုင်နိုင်ရင်ဘကူဘက်ကနေထိုးစစ်နဲ့ ဓာတ်ရိုက်ဆက်လို့ရသွားနိုင်တယ်။ကြားမှာကွင်းကောက်မှာရှိတဲ့တာကကငါးတခုပဲရှိတာကြောင့်စစ်ကောင်စီကဒီတပ်ရင်းကိုအသေးလေးခုခံမဲ့သဘောတူရတယ်လို့ပြောပါတယ်။မလ19ရက်နေ့မနက်ပိုင်းမှာ ERI တိုင်းရေးကြီးမြို့နယ်ညောင်အင်ဂျင်ရွာနီတဝိုင်းမှာလည်းနှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြပြီးစစ်ကောင်စီကကြုံပြောချေဆိုင်တရင်များကစစ်ကောင်စီတပ်သားတွေကိုလည်းစစ်ကူပို့နေကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။